င်္ဂလာပါရှင်မစ္စမားရဲ့သတင်းတူသတင်းမှားများကိုတိုက်ဖြတ်ခြင်း misinformation buster season ကနေပြန်လည်ကြိုဆိုပါရစေကျွန်မကတော့ဂျူချမ်းပါဒီတစ်ပတ်မှာတော့ sorry ဖျားသွားပူးတဲ့လျင်ပြက်ကြတဲ့ဆိုတဲ့ရုပ်သံဖိုင်အမှားကြောင့်မမောင်လွင်ကို man u နဲ့ arsenal တို့ကခေါ်ယူရဲဆိုတဲ့တယောထားတဲ့သတင်းအမှားနဲ့လာမယ့်ဂျွန်လာတဲ့မှာပြန့်နှံ့လာနိုင်ခြေရှိတဲ့သတင်းအမှားတွေအကြောင်းစာရာတွေကိုစူးစီးတင်ဆက်ပေးတော့မှာပါရှင် အခုပထမဆုံးစော်ရီနိုင်ငံကိုဖျားပူးသွားတဲ့အစ္စလမ်ဘာသာဝင်200ကျော်ပါတဲ့ခရီးသွားလေယာဉ်ပြတ်ကျလို့အကုန်သိဆုံးခဲ့တယ်ဆိုတဲ့ရုပ်သံဖိုင်အကြောင်းကိုအရင်ဆုံးပြောပြချင်ပါတယ်။နေမင်းခနာမည်နဲ့ Facebook အကောင့်ကနေမေလ29ရက်နေ့မှာစော်ရီကိုဖျားပူးလိုက်ပါလာတဲ့အစ္စလမ်ဘာသာဝင်220ကျော်ဟာမေလ29ရက်နေ့လေယာဉ်ပြတ်ကျမှုကြောင့်အားလုံးသိဆုံးခဲ့တယ်လို့ကနဦးသိရပါတယ်ဆိုပြီးရေးသားကရုပ်သံဖိုင်တစ်ခုနဲ့အတူဖြန့်ဝေထားပါတယ်။ဒါကိုအင်္ဂလိပ်ဘာသာ၊အာရဗီယာဘာသာနဲ့ စာရာတွေနဲ့ Instagram, Facebook နဲ့ X လိုမှုကွန်ရက်တွေမှာပြန့်နှံ့နေတာကိုတွေ့ရပါတယ်။မစ္စမကဒီရုပ်သံဖိုင်ကို screenshot ကြားယူပြီးတော့အချက်အလက်စစ်ဆေးခဲ့ပါတယ်။ရေးတဲ့မြုံနေတဲ့လေရင်ဥပိုင်းပုံကို Google Image Search ကနေတဆင့်ရှာပွေစစ်ဆေးတဲ့အခါမှာတော့2019ခုနှစ်ဇွန်လကဖြစ်စဉ်ဖြစ်နေတာကိုတွေ့ရပါတယ်။ Harriet Daily News ဆိုတဲ့သတင်း website ကနေဒီလေရင်လေတဲ့ရေးတဲ့မြုပ်နေတဲ့အကြောင်းကို2019ခုနှစ်မှာဖော်ပြထားတာပါ ရေငုပ်ခရီးသွားလုပ်ငန်းတိုးမြှင့်ဖို့အတွက်တရီဂီနိုင်ငံမှာလေယံတစည်းကိုရေးတဲ့မြို့အောင်တမင်လုပ်နေကြတာဖြစ်ပါတယ်။ရုပ်တော်ဖိုင်တွေကိုကြည့်မယ်ဆိုရင်လေလေယံဟာတပြေးပြေးချင်းနှစ်မြုပ်နေပြီးတော့ဘေးပတ်ဝန်းကျင်ကသင်းမော်ရီဟာလည်းအေးအေးဆေးဆေးရှိနေကြပါတယ်။မီးလောင်တာလူတွေရရုပ်တဲတဲဖြစ်တာနင်းမြောက်ခါဒီလေရင်ဘေးကနေအဝေးကိုထွက်ခွာနေကြတာလည်းမရှိပါဘူး ။တခါမှာ Press New Agency နာမည်နဲ့သတင်း website ကနေလေမေလ29ရက်နေ့မှာနိုင်ငံတကာကတခြားသော social media အကောက်တွေကဖြန့်ဝေခဲ့တဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးအချက်အလက်စစ်ဆေးထားပါသေးတယ်။ဒါကြောင့် sorry နိုင်ငံကိုဖျားပူးသွားတဲ့ islam ဘာသာဝင်200ကျော်ပါတဲ့ခေးသွားလျင်ပြတ်ကြလို့အကုန်သိဆုံးခဲ့တယ်ဆိုတဲ့ရုပ်သံ file ဟာသတင်းမှားဖြစ်ပြီးတော့2019ခုနှစ်ကရေငုပ်ခရီးသွားလုပ်ငန်းတိုးမြှင့်ဖို့အတွက်ပြင်ဆင်နေတာပဲဖြစ်ပါတယ်ရှင် ဒီဘက်မှာထပ်မံပြန့်နှံ့နေတဲ့သတင်းတူကတော့မြမလက်ရွေးစံဘောလုံးကစားသမားမောင်မောင်လွင်ကိုကမ္ဘာကျော်ကလပ်တွေဖြစ်ကြတဲ့ Manchester United နဲ့ Arsenal တို့ကခေါ်ယူခဲ့တဲ့ဆိုတဲ့သတင်းမှာပြီးခဲ့တဲ့မေလ28ရက်နေ့ကမလေးရှားနိုင်ငံမှာခြေစမ်းပွဲလာရောက်ရှင်ပြိုင်ခဲ့တဲ့ Manchester United ကိုအာဆီယံစုပေါင်းအသင်းကမောင်မောင်လွင်ရဲ့တလုံးသေးသောဂိုးနဲ့အနိုင်ရရှိပြီးတဲ့နောက်မှာအခုလိုပြန့်နှံ့လာတာဖြစ်ပါတယ်။ ချမ်းစီဆိုတဲ့အကောက်ကနေမေလ28ရက်နေ့မှာဂါနာချိုနီယာအစားထိုးဖို့တခါတည်းလျင်နဲ့ခေါ်သွားကြောင်းသိရလို့ရှိတာပြီးတော့မောင်မောင်လွယ်လက်ရှိ United နီးပြအမော်ရင်နဲ့ဂန်နွယ်နီးပြကြီး Ferguson တို့၃ယောက်တွဲထားတဲ့ပုံကိုဖြန့်ဝေထားတာပါတကယ်တော့ကတော့ဒီပုံဟာ AI နဲ့ပြုလုပ်ပြီးတော့တယောလှောင်ပြောင်ထားတာတသက်ပဲဖြစ်နေတာကိုတွေ့ရပါဗျ။ ညနာအသွင်မြင်တဲ့ပုံစံတွေဟာအစစ်အမှန်နဲ့အနှဲငယ်ဆင်တူတယ်ဆိုပေမဲ့မောင်မောင်လွယ်ဝတ်ထားတဲ့အင်ဂျီဒီဇိုင်းမျိုး Manchester United ကမထုတ်ဝေခဲ့ဘူးပါဘူးနောက်တစ်ခုကတော့ Man U ပွဲတိုက်ရိုက်ကြည့်ရင်ဆိုတဲ့ Facebook group မှာအကောက်တစ်ခုကနေမောင်မောင်လွင်ကို၅နှစ်စာချုပ်ဖြစ်ခေါ်ယူလိုက်တဲ့အာဆင်နယ်အသင်းဆိုပြီးရေးသားကမောင်မောင်လွင်ရဲ့ပုံမှာအာဆင်နယ်အသင်းအင်ဂျီဝတ်ဆင်ထားတဲ့ပုံလေးပါဝင်ပါရယ် ဒီပုံဟာလည်း AI နဲ့လုတ်ထားတဲ့မောင်မောင်လွင်ရဲ့ပုံမှန်သဏ္ဍာန်ဟာအပြင်နဲ့ထပ်တူမငြိသလိုအာဆင်နယ်အသင်းတစ်စိတ်မှလည်းပြည့်စုံမှုမရှိတဲ့အပြင်ပုံရဲ့ညာဘက်အပေါ်တောင်းမှပါတဲ့ Premier League logo ဟာလည်းပုံပြပန်းပြဖြစ်နေတာကိုတွေ့ရပါတယ်ဒီပုံနှစ်ပုံစလုံးဟာဒီပညာထုံးကားလာတာနဲ့အငင်း AI ကိုအသုံးချပြီးတော့ဖန်တီးထားတာပဲဖြစ်ပါတယ် အခုဖြောက်ဝေနေကြတဲ့ပုံဟာတယောလှောင်ပြောင်းပြီးတော့ဖြောက်ဝေထားရဆိုပေမဲ့တကယ်တမ်းမှာတော့ဒီလို AI တွေကိုအလွယ်တကူအသုံးပြုလို့ရနေတာဟာသတင်းတွေကိုရိုက်ခတ်မှုပိုပြီးတော့ကြီးမားလာနိုင်တဲ့အတွက်သတင်းဖတ်ရှုသူတွေလည်းသတိပြုကြဖို့လိုအပ်ပါတယ်။ဒါကြောင့်မြမလက်ရွေးစင်ဘောလုံးကစားသမားမှမောင်လွင်ကိုကဘာကျော်ကလပ်တွေဖြစ်တဲ့ Manchester United နဲ့ Arsenal တို့ကခေါ်ယူရဲဆိုတဲ့သတင်းတပ်ပုံတွေဟာ AI နဲ့ဖန်တီးပြီးတော့တယောလှောင်ပြောင်ထားတဲ့သတင်းမှားတွေပဲဖြစ်ပါတယ်။ မြမလက်ရွေးစံဘောလုံးကစားသမားမောင်မောင်လွင်ကိုတော့မန်ယူအသင်းကိုဂိုးသွင်းနိုင်ခဲ့လို့မြမပြိသက်တချို့ကချီးကျူးနေကြတာရှိတယ်လို့စီရီယမ်လှုပ်ရှားမှုမှာမပါဝင်ခဲ့တဲ့အတွက်လဲဝေဖန်ခံနေရတဲ့သူဖြစ်ပါလိမ့်ရှင်အခုတော့ဂျွန်လာတဲမှာပြန့်နှံ့လာနိုင်ခြင်းရှိတဲ့သတင်းတို့သတင်းမှားတွေကိုပြိသက်တွေအနေနဲ့ကြိုတင်သတိထားမိနေအောင်ဖော်ပြတင်ဆက်ပေးသွားမှာပါ လားဆန်အသီးပိနေကြဖြစ်တဲ့တိုက်ပွဲသတင်းတွေနဲ့ပတ်သက်ရင်တော့အချက်လက်အမှားတွေပါဝင်တဲ့မြေပြင်အခြေအနေတွေစစ်ဆောင်ဒေတာတွေရဲ့အခြေအနေတွေနဲ့ပတ်သက်တာတွေနောက်ပြီးတော့တိုက်ပွဲဗီဒီယိုဖိုင်တွေနဲ့ဆက်ဆက်ပြီးထွက်လာနိုင်ခြင်းရှိတဲ့ရုပ်သံဖိုင်အဟောင်း AI ဖန်တီးမှုတွေနဲ့အတူဝါရဖြစ်တဲ့သတင်းမှားတွေရဲ့ပြက်လက်နိုင်ခြင်းတွေကိုလည်းသတိထားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ တဆက်တည်းမှာပဲဒီလိုတိုက်ပွဲသတင်းတွေနဲ့အတူလူမျိုးရေးဘာသာရေးပြိပခောက်ကိုဥတီစေနိုင်တဲ့အမုန်းစကားတွေပါဝင်တဲ့သတင်းတူသတင်းမှားတွေနဲ့ရောနှောဖြန့်ဝေတာတွေကိုလည်းသတိပြုကြမှာပါကျွန်လာထဲမှာတော့အခြေခံပညာကျောင်းတွေပြန်လည်ဖွင့်လှစ်တော်မှာဖြစ်ပါတယ်ဒါနဲ့ပတ်သက်လို့ပုံမှန်ဖြန့်ဝေနေကြဖြစ်တဲ့စာသင်ကျောင်းမှာဘုံပြစ်ခံရတဲ့သတင်းတွေစာသင်ကျောင်းကိုဥတီပြီးတော့စစ်စင်ရေးလုပ်တဲ့သတင်းတွေပြန်လည်ပြန့်နှံ့လာနိုင်ပါတယ်မိုးရင်းကာလာကိုရောက်လာတာနဲ့အတူ တွဲပါလာမဲ့ရေကြီးအန်ဒီယယ်လေးရှိနေပါသေးတယ် ဒီအတွက်တိကျသေးချတဲ့သတင်းရင်းမြစ်တွေကိုနားဆွံ့ထားပြီးတော့သတင်းတူတွေရုပ်သံဖိုင်အဟောင်းတွေဖြန့်ဝေလာနိုင်ပါတယ်။တစ္ဆက်တည်းမှာပဲထိုင်းနဲ့ကမ်ဘောဒီးယားနယ်စပ်မှာတိုက်ပွဲတွေဖြစ်နေပါတယ်။ဒီတိုက်ပွဲရုပ်သံဖိုင်ကိုမြန်မာပြည်ရင်းကရုပ်သံဖိုင်တွေအဖြစ်ဖြန့်ဝေလာနိုင်ပါတယ်။ဘင်္ဂလားဒေ့ရှ်အရာရှိတွေနဲ့အာရခတက်တော် AA တို့ကြားဆက်သွယ်မှုတွေကိုစစ်ကောင်စီကကန့်ကွက်ပြီးတဲ့နောက်ဘင်္ဂလားဒေ့ရှ်မြန်မာနှစ်နိုင်ငံဆက်ဆံရေးကတင်းမာနေပါတယ်။ ်ဒါနဲ့ပတ်သက်လို့ဇာကြောင်းဖန်တီပြောဆိုတာတွေသတင်းတူတွေလည်းထွက်ပေါ်လာနိုင်ပါသေးတယ်ဒါကြတော့ဇော်လာအတွက်မှာပြည့်နှက်လာနိုင်ခြင်းရှိတဲ့သတင်းတူသတင်းမှားတွေအကြောင်းကိုပြည်သက်တွေသတိထားမိနေအောင်တင်ဆက်ပေးလိုက်တာပါပြည်သက်တွေအနေနဲ့လည်းကိုဖတ်ရှုလိုက်တဲ့သတင်းတွေကိုချက်ချင်းမယုံကြည်ပဲတရားဝင်ထုတ်ပြန်ချက်တိကျသေးတဲ့သတင်းရင်းမြစ်တွေနဲ့အတူလွတ်လပ်ပြီးအမိခိုကင်းတဲ့သတင်းဌာနတွေကနေတဆင့်တိုက်ဆိုင်စစ်ဆေးကြဖို့တိုက်တွန်းလိုက်ပါရစေရှင် ါကတော့မင်းသမားကတပတ်အတွင်းစစ်ဆက်ထားတဲ့အကြောင်းအရာတွေကိုကျွန်မဂျူချန်းကစူးစိတင်ဆက်ပေးခဲ့တာပါပရိသတ်တွေအနေနဲ့စစ်ဆေးစစ်ခြင်းတဲ့သတင်းတွေတွေ့ခရင်ပဲဖြစ်ဖြစ်တန်တရာရှိတဲ့အကြောင်းအရာတွေကိုတွေ့ခရင်ပဲဖြစ်ဖြစ်ကျွန်မတို့ရဲ့ချက်လက်စစ်ဆေးသူတွေစီကိုဒီလင်လေးကနေတဆင်ပေးပို့ကြဖို့ဖိတ်ခေါ်ပါတယ်တရှိခဲ့ကြတဲ့ပြည်သက်တဲ့အားလုံးတဘာဝဘေးစစ်ဘေးကနေကင်းဝေးပြီးတော့သတင်းမှန်တွေကိုရွေးချယ်ဖတ်ရှုနိုင်ကြပါစေရှင်။ လောကောမီဒီယာရဲ့ဆက်လက်ရပ်တည်ထောင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမတီဗီ YouTube Channel မှာမမဝူတင်ခြင်းဖြင့်ဦးနှိုင်းကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါစေ။